ကြီးမားလာတဲ့ရေတကွန်ကြီးတစ်ခုရဲ့အောက်ခြေဂိုးတစ်ခုတည်းကဂုံတေရှိအမျိုးသမီးတူဟာကြော့မှာမြားလန်းလန်းဆိုင်နေပြီးချစ်စရာကောင်းတဲ့ကလင်းကိုပွက်ချီလက်သားလန်းနဲ့ပြေးထွက်လာခဲ့ပါတယ်။မကြာခင်မှာပဲစစ်သည်တွေကနောက်ကလိုက်လာခဲ့ပြီးအမျိုးသမီးကမြားနဲ့ဓာတ်ကနေထိုးသားလိုက်ပါတယ်။သူမကမနီးမွေးကရောင်ငယ်တစ်ခုတွေ့သွားပြီးတော့သွားရကူညီတောင်းဖို့ကြိုးစားပါတယ်။ဒါပေမဲ့သူမရဲ့ဒဏ်ရာက나ကျင်လုံးတာကြောင့်ကျန်းတန်းစွာစီးစင်းနေတဲ့ရေထဲကိုပြုတ်ကျသွားခဲ့ပါတယ်။အနည်းကသေခန်းတစ်ခုဆွဲကင်လိုက်နိုင်ခဲ့ပေမဲ့ ရေတွေတဖြည်းဖြည်းတက်လာတာကြောင့်သူမကနတ်ဖျားရှိပါကိုတိုင်တဲခဲ့ပြီးသူမကျူးလွန်ခဲ့တဲ့အပြစ်တွေအတွက်သူမကိုသာပြစ်ပေးပြီးကလေးငယ်လေးမဟင်ဒရာပါဟုပါလီကိုတော့ချမ်းသာပေးဖို့တောင်းဆိုလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဂုံတေရှိထိုမျိုးသမီးကြီးဟာရေထဲကိုနှိမ့်မုတ်သွားခဲ့ပြီးကလေးငယ်ကိုမြှောက်ကြည့်ထားတဲ့သူမရဲ့လက်တစ်ဖက်သားမြေပြင်ပေါ်မှာကျန်နေခဲ့ပါတယ်။နောက်တရက်မှာတော့ရွာသားတွေကကလေးငယ်ဘာဟုပါလီရဲ့အုံငိုတန်ကိုကြားရပြီးကလေးကိုအမြန်ဆုံးတွားရောက်ဆဲယူကြပါတယ်။အဲ့ဒီအခါမှာ အသက်မဲ့နေတဲ့မျိုးသမီးရဲ့ခန္ဓာကိုယ်ဟာနစ်မြုပ်သွားခဲ့ပါတော့တယ်။သူတို့ဟာအမျိုးသမီးရဲ့ခန္ဓာကိုယ်ဘောကတံပိုးကြီးဝေစားတွေကိုသတိပြုမိခဲ့ကြပါတယ်။ပြီးတော့ရေချင်ကုန်ဘောကတိုင်းပြည်ဘောကိုသွားရောက်နိုင်တဲ့ဂူလန်းချောင်းကိုလည်းတွေ့လိုက်ကြပြီးကလေးငယ်ကိုပြန်ပို့ဖို့လုပ်နေကြပါတယ်။အမျိုးသမီးတစ်ယောက်ကဝန်းထားလိုက်ပြီးသူကဘေးနားကသေဆုံးနေတဲ့စစ်တီတီရဲ့အလောင်းကိုမြင်လိုက်တာကြောင့်ဒီကလေးငယ်မှာအန်ရဲ့တစုံတရာကြောက်နေပြီဆိုတာကိုသိလိုက်ရတဲ့အတွက်ရွာသားတွေရဲ့အကူအညီတွေနဲ့အတူဂူလန်းချောင်းကိုပိတ်ခတ်နိုင်လိုက်ပါတယ် ပြီးတော့သူမကပဲဘာဟုတ်ပါလီကိုမွေးစားခဲ့ပြီးလူလားမြောက်လာတဲ့အခါမှာတော့ဘာဟုတ်ပါလီကရေဒဂွန်ထိတ်ကိုပဲကြည်နေခဲ့ပြီးဘာတွေရှိနေလဲဆိုတာကိုအမြဲသိနေခဲ့ပါတယ်။သူ့ရဲ့မွေးစားအမိကအပေါ်မှာမိစ္ဆာဆိုးကြီးတွေရှိတယ်လို့ခြောက်လန့်နေခဲ့ပေမဲ့ဘာဟုတ်ပါလီကတော့မကြောက်ခဲ့ပဲငငယ်လေးတည်းကရေဒဂွန်ဘော်ကိုပဲတွေ့တက်နေခဲ့ပြီးပြန်ပြန်ပြုတ်ကြသည့်တိုင်အောင်ဆွေးမလျှော့ခဲ့ပါဘူး။အရွယ်ရောက်လာတဲ့အခါမှာတော့သူကအတော်လေးမြင့်တဲ့နေရာကိုရောက်ခဲ့ပေမဲ့ထိတ်ဆုံးကိုတော့မရောက်နိုင်ခဲ့ပါဘူး။တနေ့မှာတော့ဘာဟုတ်ပါလီရဲ့မွေးစားအမိက ရှီဘာထိမ့်မဲ့ကျောင်းတုံးကြီးကိုတရလချင်းတိတိရေလောင်းရင် သူသားကသူ့ရဲ့စကားကိုနားထောင်ပြီးအပေါ်ကိုတွေ့တဲ့တာရက်ဖို့နတ်ဖျားကြီးကကူညီပေးမယ်လို့ဘုန်းတော်ကြီးကပြောတာကြောင့်မောပန်းစာနဲ့ရေရေချင်းချင်းခတ်နေရပါတယ်။ဒါကိုသိသွားတဲ့ဘာဟုပါလီကသူ့မိခင်ကိုတားဖို့ကြိုးစားခဲ့ပေမယ့်မရတာကြောင့်နတ်ဖျားကျောင်းတုံးကြီးကိုအောက်ခြေကနေမိုက်ယူလိုက်ပြီးသူ့ရဲ့ပခုံးမော်ကိုထမ်းတင်လိုက်တဲ့အခါရွာသားအလုံးလည်းအံ့ဩသွားခဲ့ပြီးအဲ့ဒီစမ်းကြဲတဲ့အချင်းရာကိုလေးစားသမှုပြုနေကြပါတယ်။ ဘောက်ပါလီကနတ်ဖျားကျော်တော်ကြီးကိုရေတကုန်းအောက်ကိုသွားချထားလိုက်ပြီးနတ်ဖျားကိုရေတွေမြဲတမ်းပူဇော်ထားတဲ့အတွက်သူ့ရဲ့မွေးစားမိခင်လည်းမမောပမတ်နဲ့ရေတွေခက်လောင်းစရာမလိုတော့ပါဘူးဒါပေမဲ့သူ့မိခင်ကိုစားဒီလိုလှုပ်ပေးလိုက်တာကြောင့်မိခင်ရဲ့ဆူတောင်းနေပြေမာလားဘောက်ပါလီရဲ့ဆူတောင်းနေပြေမာလားဆိုတာကတော့စဉ်းစားစရာပါဘောက်ပါလီရဲ့မွေးစားအမိကတော့ဒီနေ့ကစလို့သူ့သားရေတကုန်းဘောက်ကိုတွေ့တက်မနေတာကြောင့်သူမရဲ့ဆန္ဒတွေပြေဝပြီလို့တထစ်ချယုံကြည်နေခဲ့ပါတယ်။ဒါပေမဲ့ဘာဟုပါလီအပေါ်ကိုမတွေ့တတ်တော့ခြင်းဟာ ရေတကူမော်ကပြုတ်ကြလာတဲ့မျက်နှာခုံးတစ်ခုကြောင့်ဖြစ်ပါတယ်။သူဟာမျက်နှာဖုံးကိုသဲပြင်ပေါ်ချထားရမှာချောမော်လှပလုံးနဲ့မျက်နှာကိုမြင်လိုက်ရပြီးမျက်နှာဖုံးပါရှင်ကိုချစ်ခင်ဆွဲလိုက်မိသွားခဲ့ပါတော့တယ်။ဒါကြောင့်သူ့ရဲ့ရေတကူမော်ကိုတွေ့တဲ့ချင်းတဲ့စိတ်တွေအရင်ကထက်တဖဖပေါ်လာခဲ့ပြီးအခုကမှတော့အချစ်ရဲ့စွမ်းအားတွေပါပါလာတာကြောင့်သူဟာခက်ခဲတဲ့နေရာတွေကိုတစ်ခုပြီးတစ်ခုကြော်ဖြတ်နိုင်ခဲ့ပြီးနောက်ဆုံးမှာကြီးမားတဲ့ရေကုန်ကြီးရဲ့ထိတ်ဆုံးကိုအောင်မြင်စွာနဲ့တက်လာနိုင်ခဲ့ပါတယ်။ သူကမြင်တွေ့နေတဲ့တောအုပ်ထဲကထူးဆန်းတဲ့ຢာတွေကိုလိုက်ကြည့်ရင်းနဲ့မိကလေးငယ်တူကိုစစ်သည်တွေကလိုက်လံဖမ်းဆီးနေကြတာကိုမြင်လိုက်ရတာကြောင့်သူကဝန်ကူညီဖို့စ조사ခဲ့ပေမဲ့မိကလေးကကျွမ်းကျင်တဲ့တိုက်ခိုက်သမားတယောက်ဖြစ်ပြီးစစ်သည်တွေကိုတုတ်တင်လိုက်တာကိုမြင်လိုက်ရပါတယ်။ဘောက်ဥပါလီကနောက်ရောက်ခံလိုက်သွားခဲ့ပြီးနောက်ဆုံးမှာသူတို့စံကန်းချရာနေရာကိုတည်သွားခဲ့ပါတယ်။အမှန်တော့သူတို့ကတော်လန်ရေးတက်ဖွဲ့တစ်ခုဖြစ်ပြီးမဟေမတိမျိုးတော်တွေကအချုံနောက်ခံဖြစ်နေတဲ့သူတို့ရဲ့ဘေးမှာဒေးဗ်စီနာကိုကယ်တင်ဖို့ ဖွဲ့စည်းထားတဲ့တော်လှန်ရေးတပ်ဖွဲ့ပါတစ်ဖက်မှာတော့ကာတာဘာကမဟေမတီမျိုးထဲမှာကြွေးကျင်တဲ့တိုက်ခိုက်ရေးသမားတယောက်ဖြစ်ပြီးဘသူနဲ့မဆိုရှင်ပြိုင်လိုက်တဲ့အမြဲအနိုင်ရသူဖြစ်ပေမဲ့ဘာယာဒူးမှမရတဲ့ဂျွန်တူးစာဖြစ်ပါတယ်တစ်ဖက်ကတော်လန်ရဲ့ဖွဲ့တဲကတိုက်ခိုက်ရေးသမားမင်းကလေးကတော့အာဘန်ဒီကဖြစ်ပြီးသူမဟာမင်းကလေးတဘာဝအလှပကိုကြိုင်းနှစ်သက်ပေမဲ့သူတို့ရဲ့ဖွဲ့ကောင်းဆောင်မင်းတိုင်း အလားပါကိုပြစ်ပယ်ပြီးသူတို့ရဲ့ရီမန်းချက်ဖြစ်တဲ့ဘေးမဒက်ဖ်စင်နာကိုကယ်တင်ဖို့အတွက်ပဲဒီဇိုင်းမမတ်လှုပ်ဆောင်ရပါတယ်။နောက်နေ့မှာတော့အာဗန်တီကာအိပ်ပျော်နေတဲ့အချိန်မှာဘာဥပါလီကသူ့မရဲ့လက်ကိုလှပတဲ့ကနုံပန်းကိုဆွဲပစ်လိုက်ပါတယ်။အဲ့ဒီညမှာပဲတော်လန်ရဲ့ဖွဲ့ခေါင်းဆောင်ကတပ်သားတွေအားလုံးကိုစုဝေးပြီးမကြခင်မှာဘရင်ရုပ်ဘလာဒေးရဲ့မွေးနေ့အတွက်အားလုံးကအလုံများနေတာကြောင့်ဒီကလာဟာဘေးမဒက်ဖ်စင်နာကိုကယ်တင်ဖို့အတွက်အခွင့်ကောင်းမယ်လို့ပြောပြီးမဟေမတိမျိုးတွေကိုဆေးလို့ဖို့တပ်သားတွေကိုရွေးချယ်ခဲ့ပါတယ်။ ဒီဒီချိန်မှာတော့အာဗန်ဒီကကရွေးချယ်ခံလိုက်ရပါတယ်ဒါပေမဲ့သူမရဲ့လက်ဘွားကနုတ်ပန်းတွေကိုမြင်တွေ့လိုက်ရပြီးသူမကအလှပကိုဦးစားပေးတဲ့သူလို့ယူဆလိုက်ကအခြားသူကိုရွေးချယ်ဖို့စိတ်ပြောင်းသွားခဲ့ပါတယ်သူမရဲ့သူတွေဘလောက်စူးပွက်နေကြောင်းနဲ့ဘယင်မအတွက်ဘလောက်နာကျင်ခံစားနေရလဲဆိုတာကိုခေါင်းဆောင်ယုံအောင်ပြောပြနိုင်ခဲ့တာကြောင့်သူမဟာတာဝန်ကိုပြန်လည်လက်ခံရရှိခဲ့ပါတယ်တစ်ဖက်ကအာဗန်ဒီကကတော့သူမရဲ့လက်ဘွားမှာကနုတ်ပန်းဆွဲသွားတဲ့သူကိုရှာဖွေဖို့အတွက်စူးစမ်းနေခဲ့ပြီး တဏိယရမပုံအောင်နေခဲ့ပါတယ်။သူမကိုစောင့်ကြည့်နေတဲ့ဗဟုပါဠိကတော့မွေတကောင်ကိုသုံးချကနောက်ထပ်ကနုတ်ပန်းတွေထပ်ဆွဲပေးလိုက်ပါတယ်။သူမလည်းနောက်မှသိလိုက်ရပြီးဗဟုပါဠိကိုလိုက်ရှာခဲ့ပါတယ်။နောက်ဆုံးမှာတော့ဗဟုပါဠိကိုတွေ့သွားပြီးတိုက်ခိုက်ပါတော့တယ်။တိုက်ခိုက်နေနေပဲဗဟုပါဠိကအပေါ်ယုံကိုဆွဲခွာလိုက်ပြီးရေချိုးပေးလိုက်ပါတည်သီးတွေကိုအသုံးပြုကနှက်ခမ်းနေပါဆိုးပေးလိုက်ပါတယ်။အာဗန်တီကာကရေယုံမှာပေါနေတဲ့သူမရဲ့မျက်နှာကိုကြည့်ပြီးအန်အော်ဂျီဖြစ်နေခဲ့ရရှာပါတယ်။ အဲ့ဒီတောင်းမှာတော့ဘာဟုတ်ပါလီကမျက်နှာဖုံးကိုထုတ်ပြလိုက်ပြီးအဲ့ဒီမျက်နှာဖုံးကအာဗန်တီကာကိုယ်တိုင်မတော်တဆပြုတ်ကျသွားခဲ့တာကိုသတိရလိုက်ပြီးဘာဟုတ်ပါလီပြောတဲ့ရေတံခွန်အောက်ကလာတဲ့ဆိုတဲ့စကားကိုယုံကြည်သွားခဲ့တာသူမအပေါ်ဆွဲလန်းနေတယ်ဆိုတာကိုပါလက်ခံသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူတို့ကချစ်ချင်းနေတဲ့တခဏတာကြီးနူးမှုကိုခံစားခဲ့ရပါတယ်။တောင်ကိုကြေပွန်ထန်းဆောင်ဖို့ရှိတဲ့အာဝန်တီကဟာသူမချစ်သူနဲ့ကြားရှိစွာကြီးနူးဖို့အချိန်မရှိတာကိုနားလည်ပြီးတည်တည်တပြိုးနဲ့ဘာဟုတ်ပါလီကိုစေခက်လိုက်တာတခီးထွက်သွားပါတော့တယ်။ ဒါပေမဲ့တိတ်မကြခင်မှာပဲရန်သူရဲမက်တွေရဲ့ဖမ်းဆီးတာကိုခံလိုက်ရပြီးကံကောင်းစွာနဲ့ပဲဘာဟုပါလီကချိန်မီလာရောက်ကစဲခဲ့ပါတယ်။အာဗန်တီကာကဘာဟုပါလီကိုမပြောမဆိုပဲထွက်သွားခဲ့ရတဲ့အတွက်တောင်းပန်ခဲ့ပြီးတော့သူမထမ်းစာရမယ်တာဝန်ကိုပါပြောပြလိုက်ပါတယ်။အဲ့ဒီအခါမှာဘာဟုပါလီကဘယင်မဒေးဗစ်စင်နာကိုဘသူဘဝမှန်းသူမသိပေမဲ့အာဗန်တီကာရဲ့တာဝန်ကသူ့တာဝန်မဲလို့ဆိုပြီးသူကိုယ်တိုင်ဒေးဗစ်စင်နာကိုကယ်တင်မဲလို့ကတိပေးလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ဘာဟုတ်ပါလီကမဟေမတိမျိုးတဲကိုလွယ်တကူပဲခိုးဝင်သွားနိုင်ခဲ့ပါတယ်။မျိုးရင်းမှာတော့ဘရင်အမွေးနဲ့ထိမှန်နေဗလာရီရဲ့ပုံလူရုပ်ထုကိုပြုတ်လုံနေပြီးတော့ပြည်သူများစွာဟာအဲ့ဒီဘွဲတော်မှာဆင်းနေနေကြတာပါ။ဒါကိုခွင်ကောင်းယူပြီးဘာဟုတ်ပါလီကလူကြားတဲကိုခိုးဝင်လာပါတယ်။အဲ့ဒီချိန်မှာရွှေရုပ်ထုကြီးကိုဆွဲထုနေကြတာဖြစ်ပြီးအလွန်တရာကြီးမားတဲ့ရုပ်ထုကြီးဖြစ်တာကြောင့်ကျုံလုံသားများစွာနဲ့ဆွဲထုနေကြပါတယ်။ကျုံတရားကအာဂုံပြီးလက်လွတ်သွားတဲ့အချိန်မှာတော့အားလုံးကဟန်ချက်ပြတ်သွားပြီး ရုတ်ထုကြီးပြန်လဲကြလာပြီးကျုံရင်သလုတ်သားတွေပေါ်မှာပြန်ပြီးကြလာတော့မှာပါဒါကိုမြင်တဲ့ဘာဟုဘာလီကချက်ချင်းကျိုးကိုဝင်ဆွဲလိုက်ပြီးသူ့ရဲ့ကြီးမားတဲ့ခွန်အားပလားနဲ့ရုတ်ထုကြီးမကြအောင်ထိန်းလိုက်နိုင်ပါတယ်အဲ့ဒီနောက်မှာတော့ရုတ်ထုကြီးကိုအားလုံးပြန်လူဆွဲလိုက်ပြီးလေတစ်ချက်အဝေးမှာဘာဟုဘာလီရဲ့မျက်နှာကအဝတ်ကလွင်သွားပြီးသူ့မျက်နှာကိုကျွန်ူးကမြင်သွားကဘာဟုဘာလီဆိုပြီးတော့ရေရိုးမလိုက်မိပါတယ်အဲ့ဒီနောက်အစင်းစင်းဘာဟုပါဠိလိုဝိုင်းအောင်နေကြပြီးရဲမက်တွေကအော်ခေရိုက်နှက်နေခဲ့ပေမဲ့ ဲ့ဒီနာမည်ခေါ်တန်ကတော့လုံးဝရင်မသွားခဲ့ပါဘူးဒါကိုကြားလိုက်ရတဲ့ပြည်သူတွေကလည်းအဲ့ဒီနာမည်ကိုချိန်ချာမြင့်အောင်စောင့်စားနေရတဲ့အလားဘာဟုပါဠိလိုပဲဝိုင်းအောင်နေကြပါလေတစ်ဖက်မှာတော့ဘာဟုပါဠိရွာကနေပျောက်သွားပြီဆိုတဲ့နောက်ပိုင်းဦးရဲ့မွေးစားမိခင်ဟာတားပြည့်သူကိုစိုးရင်ပူပန်နေခဲ့ပါတယ်ဘာဥပါလီကရေတကုံရဲ့အပေါ်ကိုတက်နိုင်သွားပြီဆိုတာကိုသိလိုက်ကြတာကြောင့်ရေတကုံအောက်ခြေကဂူကိုဖွင့်လိုက်ကြပြီးဘာဥပါလီနောက်ကိုလိုက်ဖို့ပြင်ဆင်နေကြပါပြီ။တစ်ဖက်ကမဟေမတိမျိုးရင်းမှာတော့ ဘလာရီနဲ့သူ့ဖခင်ဗီဂျာလာတို့ကတနေ့လုံးဘာဟုဘာလီနာမည်ကိုကြားနေရတာကြောင့်ဒေါသထွက်နေကြပြီးပထမဆုံးတွေ့တဲ့သူကတခုခုထူးခြားတာတွေ့ရမယ်လို့ယုံကြည်ပြီးအဆောင်ရဲမက်တွေကတစဉ်စုံစမ်းမှုပြင်ဆင်နေကြပါတယ်။အဲ့ဒီချိန်မှာပဲဘာဟုဘာလီကရဲမက်တွေနဲ့ရောတော့ကဘလာရီထံရောက်သွားပါတော့တယ်။အားလုံးကိုစစ်ဆေးနေတဲ့အချိန်မှာဘာဟုပါလီကအချင်းနေရှုပ်ထွေးအောင်မိသားညီကိုတွန်းလဲလိုက်ပြီးသူကအဲ့ဒီနေရာနေပြေးထွက်လာခါဒေးအစင်နာကိုကယ်ထုတ်ဖို့ကြိုးစားရပါတော့တယ်။ဘာဟုပါလီကနောက်ကလိုက်လာတဲ့ရဲမက်တွေကိုတိုက်ခိုက်ပြီ ဒေးဗစ်စင်နာကိုလှဲပေါ်တင်ပြီးထွက်ပြေးဖို့ကြိုးစားပါတော့တယ်။တစ်ဖက်မှာတော့ကတ်တာပါကဒေးဗစ်စင်နာကိုလွတ်မြောက်စေခြင်းပေမဲ့တိစာကန်ဘရင်အမိန့်ကြောင့်နောက်ကနေလိုက်ဖို့ပြင်ဆင်နေခဲ့ပြီးသူ့ရဲ့တပ်သားတွေကိုလည်းထွက်ပေါက်ကိုမိဘုံကြီးနဲ့ပိတ်ဆို့ထားဖို့အချက်ပြလိုက်ပါတယ်။ဒါပေမဲ့ဒါတွေကဘာဟုပါလီကိုမတားနိုင်ခဲ့ပဲသူတို့ဟာမြို့ပြင်ကိုအောင်မြင်စွာနဲ့ထွက်လာခဲ့ကြပါတော့တယ်။ ဒါပေမဲ့တိတ်မကြခင်မှာပဲထောင်ချောက်မိသွားပြီးယထားဘော်ကလည်းလွတ်ဆင်သွားပြီးဘွားအိမ်ထဲမှာလူးလိမ့်နေစဉ်စစ်သည်တွေကဝိုင်းရိုက်ခဲ့တာကြောင့်သတိမမျှော်သွားခဲ့ရပါတယ်။ဒေးဆင်နာကိုလည်းဘလာရီရဲ့သားကပြန်ဖမ်းတာကိုခံလိုက်ရပါတယ်။တိတ်မကြခင်မှာပဲဘာဟုဘာလီပြန်လို့လာခဲ့ပြီးဒေးဆင်နာကိုရိုက်နှက်နေတာကြောင့်သူ့ရဲ့သွေးတွေစူးပွက်လာခဲ့ပြီးအယူတရလိုမိကုံရန်ကုန်တိုက်ခိုက်လိုက်ပါတော့တယ်။စစ်သည်တွေရဲ့ဓားလက်ပေါင်းများစွာလည်းသူ့ကိုမဓားစီနိုင်ခဲ့ပါဘူး။စစ်သည်တွေကိုတတ်ပြစ်လို့ကုံသွားတဲ့အခါမှာဘလာရီရဲ့သားကိုတတ်ဖို့ကြံစီနေခဲ့ပေမဲ့ ကတားဘက်ကအချိန်မီရောက်လာတာတားဆီးနိုင်ခဲ့ပါတယ်။အဲ့ဒီခါမှာတော့လက်ယုံကြီးပြေးသွားတဲ့သူနှစ်ယောက်ဖြစ်တဲ့ဘောက်ဘာလီနဲ့ကတားဘာတို့ရဲ့တိုက်ပွဲကစတင်နေခဲ့ပြီးအာဗန်တီကားရဲ့တပ်ဖွဲ့လည်းရောက်လာကဒေးဗစ်စင်နာကိုမြင်တွေ့ရခြင်းအားလုံးကပျော်ရှင်သွားခဲ့ပါတယ်။တိတ်မကြခင်မှာပဲမဟိမတိမျိုးရင်းကတက်ကူတွေရောက်လာခဲ့ပြီးအာဗန်တီကာဘက်ကတက်တွေကလည်းဝင်ရောက်တိုက်ခိုက်ကြပါတယ်။တစ်ချိန်တည်းမှာပဲရေဒကွန်ရဲ့အောက်ခြေဂူတွေကနေတက်လာတယ်။ဘာဟုပါလီရဲ့မွေးစားမိခင်လည်းအပေါ်ကိုရောက်လာခဲ့ကဘာဟုပါလီကိုတွေ့လိုက်ကြရပါတယ်။ သူတို့မြင်လိုက်ရတာကတော့ဘာဟုဘာလီကကတာပါရဲ့လက်ထဲကနေဓာတ်ကိုလွှတ်ယူလိုက်ကမဟေမတိမျိုးတော်ဘရင်ရဲ့သားတော်ကိုဓာတ်နဲ့တစ်ချက်တည်းခေါင်းကိုခုတ်ဖြတ်ပစ်လိုက်ပါတယ်ကတာပါလည်းဘရင်သားတော်ကိုဒီလိုလုံနိုင်မဲ့သူရှိမယ်လို့မထင်ပဲတက်အောင်တော်ဖြစ်သွားရပါတယ်အဲ့ဒီအချိန်မှာမိုးကိုင်လည်းရွာချနေပြီးဘလူးနေတဲ့ဘာဟုဘာလီရဲ့ရုပ်အသွင်ဟာပေါ်ထွက်လာခဲ့ပြီးတော့သူ့ကိုတိုက်ခိုက်ဖို့ပြေးဝင်လာတဲ့ကတပါဟာလျှက်စည်းတစ်ချက်လက်သွားချိန်မှာသူ့လက်နက်ကိုပစ်ချလိုက်ပါတယ်ချက်ချင်းပဲဒူးထောက်ခါးစားလိုက်ပြီးဝမ်းသာအားရနဲ့ ဘာဘာလေးလို့ကြဲလောင်စွာអော်လိုက်တဲ့အခါမှာတော့လူတွေအားလုံးကလည်းသူ့ကိုဒူးထောက်ခါစားကြပါတော့တယ်။အဲ့ဒီနောက်မှာတော့မဟင်မတိမျိုးရဲ့တခုတည်းသောမျှော်လင့်ချက်ဖြစ်တဲ့ဘာဘာလေးကိုကျွေးမေးဆောင်ချောက်ခဲ့တဲ့အတွက်ကျေးဇူးတင်စကားကိုဘာဘာလေးရဲ့မွေးစားမိခင်ကိုဆိုလိုက်ပါတယ်။ဘာဘာလေးကတော့သူ့ရဲ့ဘဝတည်ရုံအမှန်ကိုမသိသေးတာကြောင့်နားလည်ရခတ်နေခဲ့ပါတယ်။သူကမေးတဲ့အခါမှာတော့ကတ္တပါကသူ့ရဲ့အမိစစ်ဟာမဟင်တရားဘာဘာလေးဖြစ်ပြီးအားလုံးရဲ့ရှင်သခင်အာမန်ရာဘာဟုပါလီရဲ့သားဖြစ်တယ်လို့ပြောပြီးတော့ ဒေးဗစ်စင်နာဟာလည်းသူ့ရဲ့မိခင်အရင်ဖြစ်တယ်လို့ရှင်းပြလိုက်ပါတယ်။အဲဒီနောက်မှာတော့ကတ်တပါးကအတိတ်အကြောင်းတွေကိုပြန်ပြောပြခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း90လောက်တုန်းကမဟေမတိမျိုးတော်ကြီးကိုမိခရာမာကတီထောင်ခဲ့ပြီးဘီဂျလာကတော့အကိုဖြစ်ပေမဲ့သူ့ရဲ့ချိုးရင်းချက်ကြောင့်ထီးနှန်းကိုဆက်ခံခွင့်မရခဲ့ပဲမကြင်မနဲ့တွေကြိတ်ဖြစ်နေခဲ့ပါတယ်။ဘီဂလာမာနဲ့ရဆန်းသားတဲ့အချိန်မှာတော့ဘယင်မဟာကိုဝင်လွှဲထားဆဲဖြစ်ပြီးပူဆေးတော့ကရောက်နေတာကြောင့်ဘီဂျလာရဲ့ဇနီးစေဘဂါမီကတိုင်းပြည်ကိုဆောင်းချောက်ခဲ့ပါတယ်။ ဘရင်မကြီးဟာမွေးဖားခဲ့ပြီးနဲ့ရဆွမ်းသွားပြီးတားတော်လေးကိုတော့ကျွမ်းမာစာနဲ့ချန်ရိတ်ခဲ့ပါတယ်။စေဘကာမင်းကကလေးမယ်ကျွမ်းမာသွန်ဆန်းမှုကိုငယ်ငယ်လေးတည်းကခံစားမိပြီးအာမရာပါဟုပါလီဆိုတဲ့မျိုးကိုပေးခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီးကလေးနှုတ်ကိုတန်းတူညီမဆောက်ရောက်ထားပြီးဘာဟုပါလီကိုလည်းတားရင်ပေါ်မှာမချားနာခဲ့ပါဘူး။သူမနှုတ်စလုံးကိုထူးချွတ်ထက်မြက်အောင်သင်ပေးခဲ့ပြီးကြက်ခိုင်တန်ဆန်းအောင်လည်းလေ့ကျင့်ပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ကွာခြားချက်ကတော့ဘာဟုပါလီကနူးညံ့တဲ့စိတ်ဓာတ်ရှိပြီး ယာရုဂုံတင်အစင်နှံခွဲခြားတိုင်းမရှိတာပါဒီလိုနဲ့ရွယ်ရောက်လာတဲ့ခါမှာတော့စေဘဂါမီယာထိနှက်ဆက်ခံရမယ့်သူကိုရွေးချယ်ဖို့ချိန်ကြရောက်လာခဲ့ပြီးနှုတ်စလုံးကလည်းလက်ရုံးဤနှလုံးဤပြေဝနေတာကြောင့်သူမကရွေးချယ်ရခက်နေစမှာတတတူကရဲကြီးတဲ့စီးရဲချက်လက်တွေကိုခိုးယူတဲ့အမှုဖြစ်လာခဲ့ပါတယ်မင်းသားနှုတ်စလုံးကတစ္ဆပေါက်နောက်ကိုလိုက်ခဲ့ပြီးမြဲတစ္ဆပေါက်တသားကအချက်လက်တွေကိုပို့လွှတ်လိုက်ပြီးသူ့ကိုယ်သူဆုံးစီရင်ဖို့ကြောက်ထဲကိုခုံချလိုက်ပါတယ်ဘာအုပ်ပါရီတဲ့နောက်ွယ်ကခိုင်းစေသူကိုတီးရဖို့အတွက် ဘလာတွေကိုကြိုးတစ်ခုနဲ့ဆွဲထားစေခဲ့ပြီးသူကလိုက်ပြီးကဲတင်ခဲ့ပါတယ်အကျဉ်သမားဖြစ်တဲ့ဘလာတွေကတော့ကြိုးကိုလွှတ်ချလိုက်ပြီးဘာအိုဘာလီတောင်အောင်ထမ်းဆောင်ရင်းတည်သွားတဲ့ဟန်ပြုတ်ကိုကြိုးစားခဲ့ပြီးမယ်ကြောက်နှုံးတစ်ခုမှချိန်နေခဲ့ပါတယ်သူလည်းကြိုးစားကိုခုတ်ဖြတ်ဖို့နားကိုသွားခဲ့ပြီးမယ်ကတ္တပါရောက်လာတာကြောင့်သူကပဲကြိုးကိုဆွဲတင်လိုက်ရပါတယ်သူတို့ကသစ္စာဘကိုစင်းမြင်းမြတ်တဲ့အခါမှာစေရေးချက်လက်တွေကိုသူတို့ထံအင်အားလေးစားခန့်တာတယ်လူရင်းတိုင်းပြည်ထံကိုပို့လိုက်တာကြောင့်သိရှိရပါတယ် အဲ့ဒီခါမှာဘာဟုပါဠိကသူတို့ရဲ့ view ဟာအားလုံးပေါက်ကြားသွားပြီဖြစ်တဲ့အတွက်ရှင်ဟောင်း view ဟာတစ်ခုဖြစ်တယ်။ခရင်ခွား view ဟာလည်းတိုက်ခိုက်ဖို့ကြံပေးလိုက်ပါတယ်။စေဘဂါမီကလည်းအဲ့ဒီ view ဟာကိုအသုံးပြုဖို့သဘောတူလိုက်ပါတယ်။နောက်တနေ့မှာတိုက်ပွဲကြီးမစတင်ခင်မှာအစင်လာတိုင်းရစ်ပူဇော်ခဲ့ကြပြီးဘာဟုပါဠိဘက်ကစစ်သည်တွေကတော့ပို့ပြီးတက်ကြနေတာကိုအထင်ရှားမြင်နေကြရပါတယ်။မကြခင်မှာပဲလူရိုင်းတပ်သားတွေစတင်တိုက်ခိုက်လာပြီးဘလာရဲကသူ့ရဲ့လေးပစ္စည်းတွေကိုအသုံးပြုကပြစ်ခတ်လာချိန်မှာ ထောင်ကြီးတဲ့မြားတွေကရန်သူတပ်သားတွေစီပြေးဝင်က အကြရှုံများကြကုန်ပါတယ်။ဘာအုပ်ပါလီဘက်မှာတော့ကြောက်တုံးပြေလက်နက်နဲ့ပြစ်လိုက်ပြီးရန်သူတဦးမှမကြရှုံခဲ့ပါဘူး။ဘေချလာကဒါကိုမြင်လိုက်တဲ့အခါမှာသူ့ရဲ့ဂျန်စီအောင်မြင်သွားတာကြောင့်ဂျေနက်ဆောင်နဲ့ပြုံးနေခဲ့ပါတယ်။ဒါပေမဲ့ပထမအချက်အကွာဝေးကိုမှန်းဆထားတာဖြစ်ပြီးအဲ့ဒီနောက်မှာတော့ဘာအုပ်ပါလီကဝက်ဆာကိုကြောက်တုံးနေမှာခြေစေကပြစ်စေခဲ့ပါတယ်။ ရန်သူများစွာကိုဝိဆာကြီးနဲ့ဖုံးလိုက်ပြီးအဲ့ဒီဝိဆာဟာရိုးရိုးဝိဆာမဟုတ်ပဲလောင်စာစီတွေစွတ်ထားတဲ့ဝိဆာသာဖြစ်ပါတယ်။ဘောက်ပါလီကမိများတစ်ခုကိုယူကာနောက်ကနေပြစ်ထည့်လိုက်တဲ့အခါမှာမိဟုံဟုံထတောက်ခဲ့ပြီးရန်သူများစွာကြာရှုံးကဘလာရီရဲ့မြားရီထက်ကိုတာနေခဲ့ပါတယ်။ကတ္တာဘက်ကအချက်ပြလိုက်ပြီးဘောက်ပါလီကမြင်းကိုဒုံးဆိုင်ကရှေ့ကိုချီတက်သွားပါတော့တယ်။ဘလာလေးကတော့သူ့ရဲ့လက်နဲ့တက်ဆင်ထားတဲ့ရထားနဲ့တက်သွားခဲ့ပြီးရှေ့ကကာစီထားတဲ့ရန်သူတက်ကိုအလွယ်တကူပဲထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပါတယ်။ မင်းသားနှစ်ပါးစလုံးထိုးဖောက်ဝင်ရသွားတဲ့အချိန်မှာတော့လူရိုင်းဘရင်ကယုံညံ့တဲ့ညီကိုထုတ်သုံးပါတော့တယ်။သူကပြည်သူတွေကိုဖမ်းထားပြီးသူတို့ရဲ့အရှိမလူစားတိုင်းဖြစ်ထားတာပါ။ဒါကိုမြင်လိုက်ရတဲ့ဘာဟုပါလီကချက်ချင်းရပ်တန့်လိုက်ခဲ့ပေမဲ့ဘလာရီကတော့ပြည်သူတွေကိုအကုန်တိုက်ပစ်ခဲ့ပြီးညှတာမှုကင်းမဲ့စွာနဲ့ရန်သူတပ်ရဲ့နောက်ကျောဘက်ကိုထိုးဖောက်ဝင်ရောက်သွားနိုင်ခဲ့ပါတယ်။ ဘာဥပါလီဘက်မှာတော့သူကခြိုက်ပြလိုက်တဲ့အချိန်မှာရှစ်တက်လာပြီးသူတို့ကကြိုးတက်ခဲစီတွေနဲ့ပြည်သူတွေကိုလဲကြအောင်ပြုလုပ်ကရန်သူတွေကိုတိုက်ခိုက်ကြပါတော့တယ်။ဘလာတွေကတော့ဘာဥပါလီထက်လက်ဦးမှုကိုရယူကလူရိုင်းပင်ကိုတတ်နိုင်မှုအားထုတ်နေခဲ့ပါတယ်။ဒါပေမဲ့လူရိုင်းပင်ကသူတင်ထားတာထက်ပုံမူကြက်ခိုင်နေခဲ့ပြီးသူဘလုံးမှမရှင်နိုင်ခဲ့ပါဘူး။ဘာဥပါလီဝင်လာခဲ့တဲ့အချိန်မှာတော့လူရိုင်းပြင်ကရုပ်ပြက်ဆင်းပြထုရိုက်ခံလိုက်ရပြီးအသက်ခံရလူခင်မှာပဲဘလာရိတ်ကလက်ဦးမှုကိုရယူခဲ့ပါတယ် အဲ့ဒီနောက်မှာတော့ဘီဂျလာကသူ့သားရဲ့အောင်နိုင်မှုကိုထောက်ခံခဲ့ပေမဲ့သူ့ကိုဘယ်သူမှမထောက်ခံခဲ့ပါဘူးစေဘဂါမီကလည်းဘလာရီရဲ့စွမ်းရည်တွေကိုထုတ်ဖော်ပြောကြလာပြီးစစ်သူကြီးဖြစ်ခန့်အကဘာဟုပါလီကိုတော့ဘယင်အဖြစ်တင်မြောက်လိုက်ပါတယ်ဒါကိုဘီဂျလာကဝင်ရောက်ကန့်ကွက်တဲ့အခါမှာတော့စေဘဂါမီကဘယင်အဖြစ်ရွေးချယ်တဲ့အခါမှာရန်သူဘလောက်တတ်နိုင်လဲဆိုတဲ့အပြင်ပြည်သူဘယ်နှဦးကိုကတ်တင်နိုင်ကြလဲဆိုတာကိုလည်းထည့်ပြီးစဉ်းစားတယ်လို့ပြောဆိုလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ ဘောက်ပါလီဆိုတဲ့အော်ဇန်ကြီးတစ်ခုလုံးကလွှမ်းခြုံသွားခဲ့ပါတယ်။ပြည်သူလူထုကြီးနဲ့စစ်သည်တွေကပါဘောက်ပါလီဘရင်အဖြစ်ရောက်ရှိခြင်းပေါ်ဝမ်းသာအားရဖြစ်သွားကြပါတယ်။ပြစ်ဆုံပံကာလာကိုပြောင်းအောင်တဲ့အခါမှာတော့ဘောက်ပါလီရဲ့မွေးစားမိခင်ကအမန္တရာဘောက်ပါလီကိုအပြင်မှာမြင်ဘူးချင်လိုက်တာလို့ဆိုလိုက်တဲ့အခါမှာကတ္တဘကသူမရှိတော့ဘူး။သေဆုံးသွားပြီလို့ပြောဆိုလိုက်ပါတယ်။အဲ့ဒီအခါမှာဘောက်ပါလီကမေကုံထုတ်လိုက်ပါတယ်။အဲ့ဒီမှာကတ္တဘကသူ့ဘက်ကိုလှည့်လာကမျက်ရည်တွေအပြည့်နဲ့ အဲ့ဒီစစ်ဘီရင်နောက်ကျောကိုလူတယောက်ကဓားနဲ့ထိုးလိုက်တာအဲ့ဒီနောက်ကျောကိုဓားနဲ့ထိုးလိုက်တဲ့သူကလည်းငါပဲဟုတ်ကဲ့ပါဗီဒီယိုလေးကိုစုံတီကြည့်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုလေးတွေလောက်အောင်အားပြည့်စေဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးထားကြပါတောင်းဆိုလိုက်ရပါတယ်